ကမ္ဘာပေါ်မှာဒုတိယမြောက်အမြင့်ဆုံးတောင်ကြီးမင်္ဂလာဝါတန်းပေပါမြန်မာပြည်သက်ကြီးကမ္ဘာပေါ်မှာအမြင့်ဆုံးတောင်လို့ပြောလိုက်ရင်အားလုံးကအေဝရက်တောင်ကြီးကိုပဲသိကြပါလိမ့်မယ်။ဒါပေမဲ့ဒုတိယမြောက်အမြင့်ဆုံးတောင်ဖြစ်တဲ့ K2 လို့ခေါ်တဲ့ Mount Godwin Austin တောင်ကြီးကိုတော့သိကြမှာမဟုတ်ပါဘူး။ဒီတောင်ကြီးဟာနာမည်ကြီးတဲ့အေဝရက်တောင်ထက်တောင်တက်ရပုံမှုခက်ခဲပြီးအန်ဒီယေပူများတယ်လို့တောင်တက်သမားတွေကသတ်မှတ်ထားကြပါသည်။ ဒီမွန်ဂေါ်ဒွင်းအော်စတန်လိုလူသိများကြတဲ့ဒီတောင်ကြီးဟာဘလူလေးဝက်စမ်းချေမှုတွေနဲ့ပြည့်နှံ့နေလေ။ဘာကြောင့်များတောင်တက်သမားတွေကသူ့ကို Savage Mountain ရက်စက်ကြမ်းကျုပ်တဲ့တောင်ကြီးလို့တင်စားခေါ်ဝေါ်နေကြရတာလေဆိုတာအတူတူလေးလာကြည့်လိုက်ကြရအောင်ပါ။ DK2 လို့ခေါ်တဲ့တောင်ကြီးဟာအာရှတိုက်ပါကစ္စတန်ရဲ့တရုတ်နိုင်ငံတို့ရဲ့နယ်နိမိတ်မြင်းပေါ်မှာတည်ရှိပြီးအမြင့်ပေ1631မီတာ၊ပေနဲ့ဆိုရင်တော့2250တဘေးအထိမြင့်မောပါရီ။ဒီတောင်ကြီးဟာကာရာကိုရမ်တောင်တန်းကြီးရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီး အေဝရက်တောင်ထက်မီတာ200ကျော်လောက်ပဲနေမိမယ်။သူ့ရဲ့မတ်စောက်တဲ့တောင်ဆောင်တွေဂျန်နဲ့နဲ့ရာသီဥတုနဲ့မကြာခဏဆိုသလိုဖြစ်ပေါ်ရတဲ့နှင်းထုပြိုကျမှုများကြောင့်မလို့တက်ရောက်ဖို့အတွက်အလွန်ခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုပဲဖြစ်ပါရီ။ခေတုတောင်ကိုပထမဆုံးချိန်တိုင်းတာမှတ်တမ်းတင်ခဲ့တာကတော့1856ခုနှစ်မှာဗြိတိရှတောင်တပ်သမား Thomas Montgomery ပဲဖြစ်ပါရီ။တောင်တန်းကိုစစ်တမ်းကောက်ယူတဲ့အခါမှာ သူ့ကိုအမြင့်ဆုံးတောင်တန်းနှစ်ခုရဲ့ဒုတိယမြောက်တောင်ထိပ်ဖြစ်တဲ့အတွက် K2 Karakoram နာမည်တူးလို့ရိုးရှင်းစွာအမည်ပေးခဲ့တာပါနောက်ပိုင်းမှာသူ့ကို Mount Gowin Aston လို့လည်းအမည်ပြောင်းခဲ့ပေမယ့်တောင်တက်သမားလောကမှာတော့ဒီတောင်ကြီးကို K2 လို့သာအတည်များပါသည်ပထမဦးဆုံးအောင်မြင်စွာတက်ရောက်နိုင်ခဲ့တဲ့သူတွေကတော့1954ခုနှစ်မှာအီတလီတောင်တက်သမားအာချီလီကာဘာဂိုနီနဲ့လီနိုလက်စီဒဲလီရိုပဲဖြစ်ပါရီဒီတောင်ကြီးကိုရက်စက်တဲ့တောင်ကြီးလို့နာမည်ပေးရခြင်းရဲ့အဓိကအကြောင်းရင်းကတော့တည်ဆုံးမှုနှုန်းမြန်မာခြင်းကြောင့်ပါ ်ခေတူးကိုအောင်မြင်စွာတက်ရောက်နိုင်ခဲ့သူလူလေးဦးတိုင်းမှာတဦးနှုံးကတောင်ပေါ်မှာအသက်ဆုံးရှုံးခဲ့ရပါသည်ဧဝရတ်တောင်မှာတော့တည်ဆုံးမှုနှုံးကဒီထက်ပိုပြီးတော့နေပါသည်ခေတူးရဲ့အနည်းရှိဆုံးအစိတ်အပိုင်းကတော့တောင်ထိပ်မရောက်ခင်မီတာ400လောက်အလိုမှာရှိတယ်သဘောတနက်လို့ခေါ်တဲ့အလွန်မဆောက်တဲ့ရေခဲနဲ့နှင်းပြင်ကြီးတစ်ခုပဲဖြစ်ပါသည်ဒီနေရာဟာကျင်းမြောင်မီနှင်းတူပြိုကြောင်းမှုအနည်းများတဲ့အတွက်ကြော်ဖြတ်ရအခက်အခဲဆုံးအပိုင်းလည်းဖြစ်ပါသည် ်ခေထူးတောင်ကြီးဟာအထူးသဖြင့်ဆောင်းရာသီမှာတက်ရောက်ဖို့အတွက်လုံးဝမဖြစ်နိုင်ဘူးလို့တောင်တသမားတွေအကုန်လုံးထိပါကတညိတညွတ်သေးသတ်မှတ်ထားခဲ့ကြတာပါတမိုင်းတခြားဆောင်းရာသီမှာခေတူးကိုတက်ဖို့ကြိုးစားခဲ့ကြပေမယ့်အားလုံးဒီပါမအောင်မြင်ပေအသက်ဆုံးရှုံးခဲ့ရတာကြီးများပါသည်ဒါပေမဲ့2021ခုနှစ်မှာတော့နီဘောနိုင်ငံသားတောင်းတသမားတစုဟာတမိုင်းဝင်အောင်မြင်မှုတစ်ခုကိုရယူခဲ့ပြီးဆောင်းရာသီမှာခေတူးကိုပထမဆုံးချိန်အောင်မြင်စွာတက်ရောက်နိုင်ခဲ့ကြပါသည် ။ညီကောင်း၆နေနဲ့ပြောရမယ်ဆိုရင်တော့ Mount Godwin Aston လို့ခေါ်တဲ့ DK2 တောင်ကြီးဟာကမ္ဘာဒုတိယအမြင့်ဆုံးတောင်ကြီးဖြစ်ပေမဲ့တောင်တသမားတွေအတွက်တော့ပထမဆုံးနဲ့အခက်အခဲဆုံးသောစိန်ခေါ်မှုတစ်ခုဖြစ်ပါလိမ့်။ Everest တောင်ကိုတက်လို့ရရင်ရမယ်။ဒီတောင်ကြီးကိုတော့သွားပြီးတော့ဆန်းလို့မရပါဘူး။သူရဲ့ကြောင်းမတ်ဖွဲရောက်ကောင်းတဲ့အလှနတ်နေတဲ့သမိုင်းကြောင်းနဲ့ရက်ဆက်တဲ့သဘာဝရီကြောင့် K2 ဟာတောင်တလောကမှာနာမည်အကြီးဆုံးဒဏ္ဍာရီတစ်ခုအဖြစ်ယနေ့ထက်တိုင်တည်ရှိနေအောင်မှာပဲဖြစ်ပါရီ